ီရင်သတင်းတပုတ်အနေနဲ့ကတော့ online ငွေလိမ်မှုကြားဖြန့်လုပ်ငန်းတွေအဓိကတည်ရှိရာထိုင်းမြန်မာနေဆက်မြဝတီမြို့အနာကရွှေကုတ်ကမြို့မှာနိုင်ငံသား900ကျော်ကိုဖမ်းဆီးမိပြီးကွန်ပျူတာအလုံး3000လောက်နဲ့ mobile phone 2000ကျော်ကိုသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။သုံးရက်အကြာနှင်းနှင်းမှုအတွင်နိုင်ငံသား900ကျော်ကိုဖမ်းဆီးမိပြီးဖမ်းဆီးခံရသူအများစုဟာတရုတ်နိုင်ငံသားတွေဖြစ်ကြတယ်လို့ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ reporters မှာသတင်းရေးသားဖော်ပြထားပါတယ်။သူတို့အထက်ကလူ346ယောက်ကိုနိုဝင်ဘာလ18ရက်နေ့ကဖမ်းမိပြီးတော့လူပေါင်း264ယောက်ကိုတော့နိုဝင်ဘာလ19ရက်နေ့မှာဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့နိုဝင်ဘာလ20ရက်နေ့မှာ200ကျော်ကိုထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ BGF ပြောရေးဆိုခွင့်ရှိသူဒုတိယဗိုလ်မှူးကြီးနိုင်မောင်စောကိုကိုကပြီးတော့သတင်းမှဖော်ပြထားတာပါ။ အဆောက်အဦ20ကိုရှာဖွေစဉ်မှာကွန်ပျူတာ3000နီးပါးနဲ့မိုဘိုင်းဖုန်း2000ကျော်ကိုရှာဖွေတွေ့ရှိခဲ့တယ်လို့ဆိုထားပါတယ်။